ဂရိန်းဝမ်ဟိုတယ်မှာတည်ဆောင်းသူများအတွက်နေနာချင်းတအူးလင်360ပေးတော်လဲလက်မခံခဲ့တဲ့မနင်းနေရွှေ့ ရန်ကုန်စင်လီနျူပရိသတ်များအလုံးမေမင်္ဂလာပါရှင်ပရိသတ်များရှင်မန္တလေးမှာငလင်းကြောင့်ပြိုကျသွားတဲ့ Great World Hotel မှာပိတ်မိသူတအုပ်ကိုငွေကျပ်360နှစ်နာချီပေးဖို့ကမ်းလှမ်းခဲ့တယ်လို့သိရပါတယ်ဒါပေမဲ့အဲ့လိုကမ်းလှမ်းထားတဲ့အထဲမှာခင်မွန်ဖြစ်သူနဲ့သမီးနှစ်ဦးဆုံးရှုံးခဲ့တဲ့မနင်းနှင်းရွှေကတော့လက်မခံခဲ့ဘူးဆိုပြီးကာယကံရှင်ကိုရိုင်းကပြောလာခဲ့တာပါမလ28ရက်ကလောက်ခတ်ခဲ့တဲ့စကိုင်းငလင်းကြောင့်မန္တလေးရှိ Great World Hotel ကပြိုကျသွားပြီးတော့အဲ့လိုပြိုကျတော့ကမနင်းနှင်းရွှေရဲ့ခင်မွန်ဖြစ်သူကိုအောင်ဖြိုးစော်နဲ့သမီးနှစ်ဦးဖြစ်တဲ့ ရွှေအေဂရီဆိုဟေမီခစ်တို့စုစုပေါင်း၃ဦးကပြင်မိနေကြတာဖြစ်ပါတယ် အဲ့ဒီလိုမျိုးပိမိနေတဲ့အချိန်မှာကင်ဆယ်ရေးလုပ်ငန်းတွေအချိန်မီလုံဆောင်ပေးဖို့အတွက်ခွင့်မပြုတာကြောင့်ငလီလုတ်ခတ်ခဲ့ပြီး73ရက်အကြာမှသာအလောင်းတွေကိုပြန်လည်ရရှိခဲ့တာပါဟိုတယ်မှာပိမိပြီးတည်ဆုံးသူတအုပ်ကိုငွေကျပ်သိန်း60ပေးဖို့ကမ်းလှမ်းခဲ့တယ်လို့ပြောပါရယ်ဒါပေမဲ့ကာယကံရှင်ကလုံးဝလက်မခံခဲ့ပါဘူး Great World Hotel ဘက်ကနေကမ်းလှမ်းတဲ့နေနာချေကိုကျမမနင်းနှင်းရွှေလုံးဝမယူပါဘူးငလီပေးစားဖြစ်တဲ့အချိန်အားစပြီး Great World Hotel ဘက်ကကင်ဆယ်ရေးပါဝင်တခြားအဆုံးဖြတ်ချက်တွေကိုနေနာသူမိသားစုဝင်တွေကိုမငဲ့ပဲသူတို့ရဲ့သဘောဆန္ဒအတိုင်းပဲလုံဆောင်ခဲ့ပါ ါတယ်။အဲ့ဒီဖြစ်စဉ်အစမှာလူတွေလည်းတည်ထားပြီးသားဖြစ်တယ်လို့ကျမကျမရဲ့ခင်မောနဲ့ကလေးတွေရှိတဲ့နေရာအတိအကျကိုပြောခဲ့ပါတယ်။ဟိုတယ် CCTV မှာလည်းတွေ့နိုင်ပါတယ်။အချိန်မနှောင်းခင်ကင်းစဲအတွက်လည်းသူတို့ဘက်ကနေတတ်မှတ်ခဲ့တဲ့နေရာတွေမှာသာလှုပ်ဆောင်ခဲ့ပြီးတော့အမျိုးမျိုးသောအခြေအနေနဲ့အဟန့်တားများစွာတွေကနေဓာတ်ပေါ်တွေတောင်မနှဲပြန်ရအောင်အပူများစွာနဲ့ကိုတူကိုယ်တော်ကြိုးပမ်းခဲ့ရတဲ့အတွက်အခုချိန်မှာဘလို့ဖြည့်သိမ့်မှုမှာကကျမကိုမဖြည့်ဆည်းနိုင်ပါဘူးလို့ပြောခဲ့ပါတယ်။ Great World Hotel အနေနဲ့နေနာကြည့်ပေးမယ်အစားတံပိုးကြီးကြောက်စိမ့်ပစ္စည်းတွေပါဝင်တဲ့ခီးဆောင်အိတ်ကိုရှာဖေ င်ပွေးဖို့ပဲပြောနေကြတာပါ အခုကျမတို့ဘက်ကကန်လန်းနဲ့နင်နာကြီးကိုမလို့ကျမဘူးကျမခင်မွန်းရဲ့နောက်ဆုံးချွေးနှင်းစာကြောက်တီပါတဲ့အိတ်ကိုပဲပြန်လို့ကျမတယ်ရအောင်ရှာပေးပါလို့ဟိုတယ်ဘက်ကိုတောင်းဆိုပါတယ်ဒါပေမဲ့လူလဲကဲခွင့်မရခဲ့တလို့ယောက်ျားဖြစ်သူရဲ့နောက်ဆုံးချွေးနှင်းစာပါလက်ဝယ်မရရှိခဲ့ပါဘူးဒီရက်ပိုင်းခြားရီမှာကျမကခင်မွန်းဖြစ်သူနဲ့ကလေးတွေရဲ့နောက်ဆုံးခီးကိုလိုက်ပို့နေခဲ့တော့ပစ္စည်းကိုအာရုံမဆိုင်မိခဲ့ပါဘူးကိစ္စရီပြီးတော့နောက်နေ့ကျမဟိုတယ်သွားတဲ့အချိန်မှာကျမတို့ရဲ့လက်ကဲ့အိတ်ထက်ကအဝတ်အစားတချို့နဲ့မိတ်ဆွေတွေစီလက်စာ ောင်ပေးမဲ့ကြောက်စင်းပစ္စည်းအနည်းငယ်သာပြန်ရခဲ့ပါတယ်။တန်ဖိုးကြီးပစ္စည်းကြောက်စင်းကတော့လက်ထက်မှပြန်မရခဲ့ပါဘူး။ဒီလိုပြောနေရတာကကျမဘက်ကတန်ဖိုးကြီး ပစ္စည်းတန်ဖိုးငွေကြေးတွေတက်ကျမရဲ့ခင်မုန်းဖြစ်သူနောက်ဆုံးရှာဖွေခဲ့တဲ့ချွေးနည်းစာမို့လို့ကျမဒါအောင်ပဲလူကျမရဲလို့မနင်းနေ့ရွှေကပြောခဲ့တာပါ Grey War Hotel ဘက်ကတော့မလ28ရက်နေ့မှာငလင်ကျောက်တိကပ်ပစ္စည်းဆုံးရှုံးခဲ့ရမှာမန္တလေးမြို့ Grey War Hotel လဲပါဝင်ကြောင်း Grey War Hotel ကမလ28ရက်ကနေ AP လ12ရက်ထိခေစိမ်းဆောင်ရွက်ခဲ့တဲ့နေရာမှာအသက်ရှင်လျက်ကနေသူကိုဦးနဲ့ကွယ်လွန်သူ16ဦးရှိရဲဆိုပြီးထုတ်ပြန်ထားတာဖြစ်ပါတယ်အခုလိုမျိုး Grey War Hotel ဘက်ကလူတွေရှာဖွေခွင့်မပေးတာအချိန်မီကယ်ဆယ်ခွင့်မပေးတာကလည်းမတမာမှုတွေရှိနေ နေဆိုတဲ့သတင်းတွေကပြန့်နှံ့လို့နေတာဖြစ်ပြီးမနီနင်းရွှေအနေနဲ့အခုလိုဆုံးဖြတ်လိုက်တာကမှန်ကန်တယ်လို့ထင်လားဆိုတာကိုလည်းပရိသတ်ကြီးရဲ့အမြင်ကိုပြောပြပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးခဲ့ကြလို့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်